ားလုံးမင်္ဂလာပါဒီနေ့ကတော့တောလေယာကျန်းကိုတဖန်ကြည့်လိုက်ရအောင်မောရှေဒီကုရှအမျိုးသားမိမနဲ့ဇုံဘက်တီဖြစ်၍ထိုမိမကြောင့်မိရာနဲ့အာယုန်ဒီမောရှေကိုအပြစ်တင်လဲအကယ်၍ထာဝရဘုရားဒီမောရှေအပြင်ဗျာဒိတ်ပေးတော်မူသလိုငါတို့အပြင် ဘေးတော်မုံမုံလို့ဟုဆိုကြ၏ထိုစကားကိုခြောက်ရဖျားကြားတော်မူ၏မောရှေဒီမြေကြီးပေါ်မှာရှိသောလူအပေါင်းတို့ထက်သား၍နူးညံ့သိမ့်မွေ့သောသဘောရှိ၏ခြောက်ရဖျားကလည်းတင်တို့သုံးယောက်ဒီပရိသတ်စီရွေးရာတဲတော်တို့ထွက်သွားကြတော်ဟု မောရှေအာယုံမိရအန်တို့အားချက်ချင်းမိန့်တော်မူ၍သူတို့တည်းထွက်သွားကြ၏ခြောက်ရဖျားသည်မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍ပရိသတ်စီရွေးရာ သေးတော်တကားဝ၌ရလက်အာယုံနှင့်မိရာအံကိုခေါ်တော်မူ၍သူတို့သည်ချင်းကကြ၏ခြောက်ရဖျားကလည်းငါစကားကိုနားထောင်ကြလောဒင်တို့သည်ပရောဖက်ရှိလင်ငါခြောက်ရဖျားသည်ထိုတို့၌ထူးဆန်းသောယူပါယုံအဖြစ်ကိုကိုပြမည်ဒို့မဟုတ်အိမ်မက်အဖြစ်ပြားဒိတ်ပေးမည်အိမ်တော်တလုံး၌တစ္ဆာဆောင်တော်ငါကျွန်မောရှိသည်ထိုတို့မဟုတ်တို့၌ပြားဒိတ်ပေးသောအခါနက်နေသောစကားအဖြစ်မပေး ကိုယ်တိုင်ကိုယ်ချက်ထင်ရှားစွာပြတတ်ပေမည်သူဒီထော်ရာပြားဤပုံတတန်ကိုလည်းမြင်ရမည်ဒို့ဖြစ်၍တင်တို့ဒီငါကျုံမောရှေကိုအဘဲเจ้าအပြစ်တင်ဝန်တနည်းဟုမိန်တော်မူလည်းအမျက်တော်ထွေ၍ထော်ရာပြားကြွသွားတော်မူသည်ဖြင့်မိုးတိမ်သည်တဲတော်အပေါ်မှကွာသွား၏မိရာန်ဒီလည်းနူနာဆွေ၍မိုးပွင့်ကဲ့သို့ဖြိုလေ၏အာယုံကြည့်၍မိရာန်နူဒီကိုမြင်လေ"အိုးအကျွန်ုပ်သခင်အကျွန်ုပ်တို့သည် မိုက်တော်အမှုကိုပြုမြင်၍ပြင်မာတော်အပြစ်ကိုအကျွန်ုပ်တို့အပေါ်မှာတင်းတော်မူမူပါနဲ့အကျွန်ုပ်တောင်းပန်ပါ၏ဖွားဆကပင်ကိုအသားတဝက် ပြတ်တော်အသေးကောင်ကဲ့သို့တူဒီမဖြစ်ပါစေနှင့် ဟုတောင်းပန်လေမောရှိကအိုးဖရာသခင်သူ၏အနာကိုပျောက်စေတော်မူပါ အကျွန်ုပ်တောင်းပန်ပါ၏ဟုခြောက်ရာဖရာအားအော်ခိလေ၏ခြောက်ရာဖရာကလည်းသူ၏အဖသည်သူ၏မျက်နာကိုတည်တွင်းနှင့်ထွေးယုံမြတာပြုလင်း တို့ဒီခုနှစ်ရက်ပတ်လုံးအဆက်ကွဲခြင်းကိုခံရမည်မဟုတ်လောယခုတွင်သူ့ကိုနင်းထုတ်၍ခုနှစ်ရက်ပတ်လုံးတပ်ပြင်းမှနေစေထို့နောက်မှတတ်သေးသို့တဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည့်အတိုင်းမိရအန်ကိုနင်းထုတ်၍တို့ဒီခုနှစ်ရက်ပတ်လုံးတပ်ပြင်းမှနေရ၏မိရအန်အနာပြောင်းမပြောင်းမြေတိုင်အောင်လူအများတို့သည်ခရီးမသွားပေနေကြ၏ထို့နောက်ဟာဇရုံအယက်မှပြောင်း၍ပါရန်တော်၌ သေးဆောက်ကြ၏တဖန်လိုများတို့သည် အလိုတော်မရှိသောမိတန်းချင်းကိုပြကြသည်ဖြင့်ခြောက်ရာပြားသည် သူတို့စကားကိုကြား၍အမျက်ထွက်တော်မူ၏ရှုတော်မူသောမိသည်သူတို့တွင် လောင်၍တပ်အစွန်နား၌ရှိသောလူအချို့တို့ကိုသိစေလေ၏လူများတို့သည်မောရှေအိုဟေ၍မောရှေသည်ခြောက်ရာပြားကိုဆုတောင်းသည်ဖြင့်မြင်းငင်းလေ၏ခြောက်ရာပြား၏မိသည်သူတို့တွင်လောင်သောကြောင့်ထိုအရက်ကိုတပေရဟူသော အမည်ဖြင့်မဲ့လေ၏ဤဒေလာအမျိုးသားတို့နှင့်ယောနောလက်ပါသော တဘာမျိုးသားတို့သည်တောင်းတသောစိတ်ဆွဲလန့်ကြ၏ ဤဒေလာအမျိုးသားတို့သည်လည်းတဖန်ငိုကျွဲ့လန်ငါတို့စားစရာဖို့အမဲသားကိုအဘဲသူပေးလိမ့်မည်နီဧဂရုပြည်၌အလိုအားလျှောက်စားရသောငါသားတခွားသည်ဖရဲသည်ချက်သွန်အနည်းအဖြူအရာရအမျိုးမျိုးတို့ကိုအောက်မဲ့၏ယခုမှငါတို့အသက်တည်အားရော့ပြီးဤမာနမတပါတစုံတစ်ခုကိုမြမမြင်ရဟုဆိုကြ၏မာနသည်နန်းနန်းစိနှင့်တူ၍ဘဒေလတိစေကဲ့သို့အစင်ဖြစ်၏လူများတို့သည်လှည့်လေ၍မာနကိုစုသိမ်၍စုံ၌ ကြိတ်ချင်းထောင်းချင်းကိုပြုပြီးမှအိုးနဲ့ပြုတ်ကြ၏မုတ်ပြားကိုလည်းလုံးကြ၏အရသာသည်မုတ်စီကျော်အရသာနှင့်တူ၏စကန်းချရအရင်၌ ညအခါနင်းနဲ့အတူမာနကြတတ်၏ထိုအခါလူများအတိအတိတို့သည်မိမိတဲတကားဝ၌မိမိအိမ်ချောင်နှင့်တကွငိုကြွေးကြသည်ကိုမောရှေကြရ၏ခြောက်ရာပြားသည်ပြင်းစွာအမျက်ထွက်တော်မူ၏အပြစ်ရှိသည်ကိုမောရှေတင့်မည်နေဤလူအပေါင်းတို့ကိုထမ်းစေဟုသူတို့ကိုကိုရောကျွန်းအပေါ်မှတင်၍အဘယ်ကြောင့်အကျွန်ုပ်ကိုညှင်းဆဲတော်မူပါသနည်းအဘယ်ကြောင့်မောရှေ၌မျက်နာမရပေနေရပါမည်နီသူတို့ဘိုးဘေးများ၌ ကျင်းစုတော်မူသောပြည်သူတော်၍အထင်းဒီလို့စုတငယ်ကိုဆောင်တကဲ့သို့ဤလူတို့ကိုပိုက်ချီလက်ဆောင်လို့ဟုအကျွန်ုပ်အားမိန်တော်မူမည်အကြောင်းဤလူအပေါင်းတို့ကိုအကျွန်ုပ်ဒီကို့ဝန်ဆောင်ပါသလိုဖွားမြင်ပါသလိုဤလူအပေါင်းတို့အားကျွေးစရာဖို့အမေသားကိုအကျွန်ုပ်ဒီအဘဲမှာရနိုင်ပါအန်ဒီတို့တို့က အကျွန်ုပ်ကို စားစရာဖို့အမဲသားကိုပေးပါဟုငိုကြွေးလဲအကျွန်ုပ်ကိုတောင်းကြပါ၏ဤလိုအပေါင်းတို့ကိုအကျွန်ုပ်တယောက်သေးတာမဆောင်ရွက်နိုင်ပါဆောင်ရွက်ရတော့ဝန်လေလဲလွန်ပါ၏ထိုတို့အကျွန်ုပ်ပြုတော်မူလင်၎င်းစိတ်တွေ့တော်မူလင်၎င်းအကျွန်ုပ်ကို အလျံမြန်တဲစေတော်မူပါကိုဆင်းရဲကို ကိုမတိမမြင်ပါစေလေဟုထောင်ရဖရာအားလျှောက်ဆို၏ထောင်ရဖရာကလည်းတင်တိကျွမ်းတော်ဣဒီလာအမျိုးသားအသက်ကြီးသူခုနှစ်ကျိတ်တို့ကိုငါရှေ့မှာစူဝေစေပြီးရင်ပြိတ္တစီဝေရတဲတော်တို့ခေါ်ခဲ့၍တင်နဲ့အတူရက်နေကြစေလောငါဒီလေထိုအရက်တို့ဆင်းသက်၍တင်နဲ့နှုတ်ဆက်မီတင်အပေါ်မှာကျင်းဝတ်သောဝိညာဉ်အချုပ်ကိုငါယူ၍သူတို့အပေါ်မှာတင်မီဤလူတို့ကိုတင်တယောက်သေးတာဆောင်ရွက်ရမည်မဟုတ် ထိုအသက်ကြီးသူတို့ဒီဝိုင်းညီ၍ဆောင်ရွက်ရကြမည်ဒင်းဒီလဲလူများတို့အားဆင်းဆူရမည်မှာနတ်ချန်တဲ့အဖို့ကိုကိုကိုတန်ရှင်းစေကြလောအမဲသားကို စားရကြမည်တင်းတို့ဒီအဘဲသူဒီငါတို့အားအမဲသားကိုပေးလိမ့်မည်နီဧကရုပြေ၌နေစဉ်ငါတို့ဒီချမ်းသာစွာ နေရကြ၏ဟုငိုကြွေးလက်ပြောဆိုတန်းကိုထာဝရဘုရားကြားတော်ကြောင့်အမဲသားကို ပေးတော်မူသည်ဖြင့်တင်းတို့ဒီစားရကြမည် တရက်၂ရက်၅ရက်၁၀ရက်အရက်၂၀သာစားရကြမည်မဟုတ်တင်းတို့နှကောင်းထဲကအမဲသားထွက်၍ယွန်းစရာဖြစ်တည်တိုင်အောင်တလပလုံးစားရကြမည်အကြောင်းမူကားတင်းတို့တွင်ရှိတော်မူသောခြောက်ရာဖျားကိုတင်းတို့တွင်မထင်မဲ့မည်ပြုလက်ငါတို့တွင်ဧကရုပြည်မှအပေကြောင့်ထွက်လာရကြသည်ဟုရှေ့တော်၌ငိုကြွေးလက်ပြောဆိုကြပြီတကားဟုမောရှေအာမိန်တို့မူ၏မောရှေကလည်းအချင်းတို့နှင့်ဆိုင်သောလူယောက်ျားပေါင်း၆သိန်းရှိကြသည်ဖြစ်၍ကိုရော ကတလဆာဆရာဖို့တို့တို့အားအမဲသားကိုငါပေးနေဟုမိန့်တော်မူပါသေးတကားတို့တို့ကိုဝါစွာကြွေးချင်းကတို့စိတ်နွားစုတို့ကိုတိုက်ရပါမည်လောတို့မဟုတ်ဝါစွာကြွေးချင်းပင်လေငါရှိသမျှတို့ကိုစုဝေရပါမည်လောဟုပြောလေခြောက်ရဖရာကခြောက်ရဖရာလက်တူတလောငါစကားတီးမည် မတီမီကိုတင်တို့တိလိမ့်မည်ဟုမောရှေအားမိန်တော်မူ၏မောရှေတီထွေခြောက်ရဖဲရစကားတော်ကိုလူများတို့အားစင့်ဆိုပြီးလင်အမျိုးသားအသက်ကြီးသူခုနှစ်ကျိတ်တို့ကို စုဝေးစေ၍ပြိတ္တစည်းဝေးရာတဲတော်ပတ်လည်၌ထားလေ၏ခြောက်ရဖဲဒီမိုးတိမ်ဖြင့်ဆင်းသက်၍မောရှေနှင့်နှုတ်ဆက် တော်မူ၏မောရှေအပေါ်မှာကျင်းဝတ်တော်ဝိညာဉ်အချို့တို့ကိုယူ၍အသက်ကြီးသူ ခုနှစ်ကြိတ်တို့အပေါ်မှာတင်တော်မူသည်ဖြင့်ထိုဝိညာဉ်သည်တို့တို့အပေါ်မှာကျင်းဝတ်တော်အခါတို့တို့သည်ပရောဖက်ပြု၍မပြတ်မဆဲဟောကြ၏လူထိုလူစုတတ်ပါတော်သူအလဒတ်နှင့်မေဒတ်တို့သည်စည်ရင်ဝင်တော်လေတဲတော်တို့မတော်ပေတတ်ထင်းမှာနေရစ်စင်တွေတို့တို့အပေါ်မှာထိုဝိညာဉ်ကျင်းဝတ်သည်ဖြင့်တို့တို့သည်လည်းပရောဖက်ပြု၍ တတ်ထဲမှာဟောကြ၏လူလင်တယောက်ဒီလေမောရှေထံသို့ပြေး၍အဲလဒတ်နှင့် မေဒတ်တို့သည်တတ်ထဲမှာပရောဖက်ပြို၍ဟောပြော၏ဟုလျှောက်လင်မောရှေ၏လက်ထောက်ဖြစ်သော လူလင်နုံဤသားယောရှုကသခင်မောရှေသူတို့ကိုစီးသားတော်မူပါဟုဆိုတော့မောရှေကတင်းဒီငါအတွက် ညူဆိုသောစိတ်ရှိသလိုထာဝရဘုရား၏လူအပေါင်းတို့သည်ပရောဖက်ပြုကြပါစေသောထာဝရဘုရားသည်ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေတော်ဟုဆိုပြီးမှဤတိလအမျိုးသားအသက်ကြီးသူတို့နှင့်အတူတတ်သေးသူ ပြန်သွားလေ၏တောအခါခြောက်ရဖျားသည်လေကိုဆဲလို၍ငုံများကိုပင်လယ်မှဆောင်ခဲ့သည်ဖြင့်တပတ်လေတရက်ခရီးစီတိုက်တိုက်ကွာသောအရတု၌မြေပေါ်မှာဒုနှစ်တောင်ခန့်မြဆင်းစီတော်မူ၏လူများတို့သည်တနေ့လုံးတညလုံးနက်ပြန်လေတနေ့လုံးထ၍ငုံများကိုစုတင်ကြ၏နည်းနည်းတိန်တော်သူသည်ဆင်ဟောမဲကိုတင်ရ၏တပတ်လေအရရ၌ဖြန့်ထားကြ၏တို့ရသည်ငုံသားတို့ကို깟၍ မဝါမီခြောက်ရဖရာဒီတို့တို့ကိုအမျက်တော်ထွက်၍အလွန်ပြင်းသောဘဲနဲ့တန်ခတ်တော်မူ၏တောင်းတသောတို့တို့ကိုတကြိုရာထိုအရက်ကိုဂိပြုတ်ဟတဝါဟုသောအမည်ဖြင့်မဲ့လေ၏လူများတို့သည်ဂိပြုတ်ဟတဝါအရက်မှထွက်ပြေးလေဟာဇရုအရက်တို့ရောက်၍နေကြ၏ တက်ဂရီလေးစေပထမလာဣဒီလာအမျိုးသားပြိတ္တာအပေါင်းတို့သည်ဇီနာတော်တို့ရောက်၍ဂါဒေရှအရဲ၌နေကြ၏ထိုအရဲ၌မိရာန်တည်၍တကြူလေ၏ပြိတ္တာတို့တောက်စရာရေမရှိသောကြောင့်မောရှင်နှင့်အာယုံတစ်ဖက်၌စုဝေကြလဲခြောက်ရာဖျားရှိမှငါတို့အကိုများတည်သောအခါငါတို့လည်းမတည်ပါလေငါတို့နဲ့ငါတို့တရိษံများကိုတည်စေခြင်းကခြောက်ရာဖျား၏ပြိတ္တာကိုဤတော်တို့အဘဲကြောင့်ဆောင်ခဲ့သည်။ ငါတို့ကိုဧကရုပြေမှထွက်စေ၍ဤသို့သောအရက်တို့အပေကြောင့်ဆောင်ခဲ့တည်းဤအရက်သည် လေလုံးစရာမကောင်းတင်းပေါ်တဖန်းပင်စပြစ်နွယ်ပင်တလဲပင်ဆိုက်စရာမကောင်းတောက်စရာရင်မြမရှိဟု မောရှေကို အပြစ်တင်၍ဆိုကြ၏မောရှေနှင့်အာယုဒုဒီလူအဆုအဝေးမှထွက်၍ပရိသတ်စည်းဝေးရာတဲတော်တကားဝါတို့သွားသည်ဖြင့်ပြည့်ဝလက် နေကြစဉ်ခြောက်ရာဖျားရစ်ဘုံတော်တည်ထင်ရှားလေ၏ခြောက်ရာဖျားကလည်းလန်တန်တော်ကိုကာ၍တင်ဤအကိုအာယုံပါလဲပိတ်တတ်များကိုဆူဝဲစေလောသူတို့ရှေ့မှာကြောက်ကိုမာထားလောကြောက်ဒီမိမိရေကို ပေးလိမ့်မည်ထို့သူတင်ဒီကြောက်ထဲကရေကိုထွက်စေ၍ပိတ်တတ်များနဲ့သူတို့တရိษံများအားတောက်ဖို့ရေကိုပေးရမည်ဟု မောရှေအားမိန်တော်မူသည့်အတိုင်းမောရှေသည်လန်ဒန်တော်ကိုထာဝရဘုရားရှေ့တော်ကယူ၍အာယုံပါလက်ပြိတ္တတို့ကို ကြောက်ရှိမှစူဝဲစေပြီလင်အချင်းတပုံတို့နားထောင်ကြလောငါတို့ဒီတင်တို့အဖို့ဤကြောက်ထဲကရေကိုထွက်စေရမည်လို့ဟုဆိုလဲမင်းမင်းလက်ကိုဆက်၍ကြောက်ကိုလန်ဒန်နဲ့နိုင်ကျင်းရိုက်တဖြင့်ရေဒီများစွာထွေ၍လူပရိသတ်တို့နဲ့တရိษံတို့ဒီတောက်ရကြဤခြောက်ရဖျားကလည်းတင်တို့ဒီငါကိုမယုံကြည်ဤဒီလာအမျိုးသားတို့ရှေ့မှာငါကိုမယုံမသိပြို့တော့ကြောင့်ဤပရိသတ်တို့အား ငါပေးသောပြည်သူတင်တို့ဒီပူဆောင်သော အခွင့်ကိုမရကြဟု မောရှေနှင့်အာယုန်တို့အာမိန်တို့မူ၏ဤဒီလအမျိုးသားတို့သည်ခြောက်ရာဘုရားကိုစန့်ကျင်ပဲပြုတော်လဲသူတို့တွေယူသေးလေးမျက်ချင်းကိုခံတော်မူသောကြောင့်ထိုးရည်သည်မေရိဘရည်ဖြစ်သည် မောရှေသည်ကာဒေရှအယမအိန္ဒုံရှင်ဘရင်ထံသို့ တန်တမန်တို့ကိုစေလို့၍ကိုရော့ညီဣဒီလာကအကျွန်ုပ်တို့တွေ့ရသောအမှုအလုံးစုံတည်းဟုသောအကျွန်ုပ်တို့ဘိုးဘေးသည်အေဂရုပြည်သို့တွား၍အကျွန်ုပ်တို့သည်အေဂရုပြည်မှကာလကြာမြင့်စွာနေသဖြင့်အေဂရုလူတို့သည်အကျွန်ုပ်တို့နှင့်ဘိုးဘေးများကိုညှင်းဆဲကြောင်းအကျွန်ုပ်တို့သည်ထာဝရဘုရားကိုအော်ဟစ်တော်အခါကောင်းကင်နမန်ကိုစေလို့၍အကျွန်ုပ်တို့ကိုအေဂရုပြည်မှနှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏ယခုမှ ကျွန်ုပ်တို့သည်ကိုတော်၏နိုင်ငံအစွမ်းအနား ကာဒေရှာရဲ့၌ရှိပါ၏။ကိုရောပြည်အလေ၌ရှောက်သွား၍တွားပါရစေ။လေယာများစပြည့်ဥယျာဉ်များကိုမနှင်းပါ။တွင်းရေကိုလည်းမတောက်ပါ။ကိုရောပြည်နေကိုမလွန်မြေတိုင်အောင်လက်ကြဘက်လဝဲဘက်သို့မလွဲမင်းလန်းတို့သာရှောက်သွားလိုက်ပါမည်ဟုတောင်းပန်စေ၏။အင်းဒုံကလည်းတင်းဒီငါပြည်ငါအလေ၌မရှောက်မသွားရ ရှောက်သွားလင်ဒါလက်နဲ့နဲ့စီးသားမည်ဟုပြန်ပြော၏ဤဒေလာအမျိုးသားတို့ကလည်းမင်းလန်းတို့သာရှောက်သွားလိုက်ပါမည် ကိုတိုင်မဆာ၍တရိษံတို့သည်ကိုတော်ရေကိုတောက်လင် အဖို့ကိုပေးပါမည်အခြားသောအမှုကိုမပြုဘဲခြေဖြင့်တွားယုံမြတာပြုပါမည်ဟုဆိုတော်လေအင်းတုံကတင်းဒီရှောက်သွား၍မရဟု ဆိုလဲများစွာသောဘိုးချေအလုံးအရင်နှင့်တကွစီးသားချင်းကထွက်လာ၏ ထိုသို့အင်းတုံးဒီတူဤပြည်အလယ်၌ရှောက်သွားသောအခွန့်ကိုဤဒီလာမပေးတော့ကြောင့်ဤဒီလာဒီလွဲဆောင်လေ၏ဤဒီလာအမျိုးသားပြိတအပေါင်းတို့သည်ကာဒေရှရဲမှပြောင်းသွား၍ဟောရတောင်တို့ရောက်ကြ၏အင်းတုံပြည်ဆွန်းလာဟောရတောင်ပေါ်မှထာဝရဘုရားသည်မောရှင်၏အာယုံတို့ကိုခေါ်၍တင်တို့သည်မေရိဘဆိုင်းရေနားမှငါစကားကိုဆန့်ကျင်တော်ကြောင်းဤဒီလာအမျိုးသားတို့အားငါပေတော်ပြည်တို့ အာယုံဒီမဝင်ရမိမိလူမျိုးစည်းဝေးရာသို့ ရောက်ရမည်တို့ဖြစ်၍အာယုံနဲ့တို့ဤတာအေလာစာကိုခေါ်၍ဟောရတောင်ပေါ်သို့ဆောင်းသွားပြီလင်အာယုံဤအဝတ်ကိုချွ၍တို့ဤတာအေလာစာကိုဝတ်စေပြီးမှအာယုံဒီထိုအရ၌တည်၍ မိမိလူမျိုးစည်းရရာတို့တွားရမည်ဟုမိန်တော်မူသည့်အတိုင်းမောရှေပြု၍သူတို့သည်ပြိတ္တအပေါင်းတို့ရှေ့မှဟောရတောင်ပေါ်သို့တက်ကြ၏မောရှေသည်အာယုံ၏အဝတ်ကိုချွတ်၍တာအီလာဇာကိုဝတ်ဆေပြီးမှအာယုံသည်တောင်ထိပ်၌တေးလေ၏မောရှေနှင့်အီလာဇာတို့သည်တောင်ပေါ်ကဆင်းလာကြ၏အာယုံသည်အနေဆာရောက်ကြောင်းကိုပြိတ္တအပေါင်းတို့သည်သိမြင်တော်အခါအီတေလာအမျိုးသားရှိသည်များတို့သည်အာယောအတွက်အယက်30ပတ်လုံးငိုကြွေးမိတမ်းခြင်းကိုပြုကြ၏ ်အာမင်အားလုံးကိုဖခင်တခင်ကောင်းချီးပေးပါစေ